အင်အားပြင်းငလျင်ကြီးကြောင့်ဒုထဝရီမြင့်မြင့်ငယ်မြင့်မြကံပါပြိုကျတာနဲ့အဝေးစီရေတွင်းတွေရေမထွက်တာတွေကြောင့်အင်းဝမြို့ဟောင်းအနီးတစ်ဝိုက်မှာရှိတဲ့ရက်ွက်တွေမှာမလ28ရက်နေ့ကစတင်ပြီးရေရှားပေါမှုဖြစ်ပေါ်နေတယ်လို့အင်းဝမြို့ဟောင်းအနီးမှာရှိတဲ့ရက်ွက်တွေမှာနေထိုင်သူတွေထံကသိရပါဗျ။ ဦးလေးတို့ညောင်စင်ရွာလေးမှာမြေရီတွေတုံးဆွဲတဲ့အခါမှာဘလို့မကိုတုံးဆွဲလို့မရတော့ပါဘူးထောက်လျှောက်ကြီးမြေကဘာတွေပြိုးမြေရီအက်အကုန်မျောသွားပြီမြေရီလာခတ်လို့လည်းမရတော့ဘူးမြေရီကိုတုံးဆွဲလို့မရတော့ပါဘူးဦးလေးအဝီစီးရီတွင်ရေတိုင်ကငနေလှုပ်လိုက်လို့အကုန်ပြုတ်ပြီးချုံရင်းသွားတာပါရေလည်းမထွက်တော့ဘူးအဝီစီးရီတွင်လေးလည်းတူးမရတော့မှပတ်စံအစင်မပြေလို့မတူးနိုင်သေးဘူးလို့ဥတီတိုက်နယ်ညောင်စင်ရက်မှနေထိုင်သူဦးဝင်းကိုက April 17ရက်မှ11မီဒီယာကိုပြောပါရတယ် ငလီနှုတ်ခတ်လိုက်လို့အိမ်တိုင်းကြီးပါအဝီစီရေတွင်းတွေကမရတော့ဘူးပိုင်လန်းပိတ်သွားတယ်ပြောကြတယ်ပတ်စံတက်နေတဲ့သူတွေကတော့အဝီစီရေတွင်းပုံမှန်တွေကိုအမြန်တူးကြတယ်အများစုကမတူးနိုင်ကြသေးပါဘူးကားတွေရေတိုင်ကြီးကြီးတွေတင်ပြီးလှူကြတဲ့သူတွေကိုအရန်ကြီးစုတင်ပါတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါတယ် အဝီစည်းရည်တွင်ပုံမှန်လေးတွေတူဖို့အတွက်လာလူပေးကြရင်အရင်လဲကျေးဇူးတင်မိမှာပါတရင်ကအဝီစည်းရည်တွင်ပုံမှန်တူးနေတာဆိုရင်အပီစီ3သိန်း8000ပြောတယ်လို့ဦးဝင်းကိုကဆက်ပြောပါတယ်ပြင်းထန်တဲ့ငလင်တန်ခန်းစားခဲ့ရတဲ့နေရာအများစုမှာရေရှားပမှုခန်းစားနေရတယ်လို့သိရပါတယ်